များပါရှင်။ပြန်ဝတိုင်းစီလေးစင်တဲ့ရစီစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြန်မာထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့တွင်အကြောင်းများတွေကတော့ရန်ကုန်မြို့လမ်းကြီးရထောင်ခရီးစဉ်များယနေ့ရှားဤဖြစ်သိမ်းထားဆိုရတဲ့ရောင်းစီဒီတော်၌ကစုံညောင်ရီတုံးပွဲတော်စီကားတိုင်မြိုင်စွာကျင်းပမည်ဆိုတဲ့တွင် နှင့် MCEF မန္တလေးတို့ပူးပေါင်း၍ငလင်ဖေးတန်တဲ့အဆောက်အဦများကိုယခုလ9ရက်အထိစစ်ဆေးပြီဆိုတဲ့သတင်းနိုင်ငံတကာသတင်းတပုတ်အနေနဲ့ထိုက်ချီပညာကိုစမ်းတင်နည်းလမ်းများဖြင့်အွန်လိုင်းမှာတင်ပြပေးနေသည့်တရုတ်ထိုက်ချီပညာရှင်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတဲ့ ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မြို့လမ်းမြိုင်ရထားခရီးစဉ်များယနေ့ရှာရီဖြတ်သိမ်းထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မော်လမြိုင်ရထားခရီးစဉ်တွေကိုဒီကနေ့ရှားပြီးဖြတ်သိမ်းထားတယ်လို့မော်လမြိုင်ပူသားကြီးကသိရပါထိအဆိုပါရန်ကုန်မော်လမြိုင်ရထားလမ်းပေါ်ရှိနှင်းပလဲပူသားနဲ့တောင်စုံပူသားအကြားမိုင်းတိုင်း132မြင်းဆောင်137ကြားရှိတံတားအမှတ်65ပေ80တံတားကိုမတမာသူတဆုကဒီကနေ့မေလ6ရက်မှာမိုင်းခွဲဖြတ်စီလိုက်တာကြောင့်ရန်ကုန်မော်လမြိုင်ရထားခရီးစဉ်တွေကိုရှားပြီးဖြတ်သိမ်းလိုက်ရတယ်လို့ဆိုပါထိ ဒါကြောင့်ဒီကနေ့မေလ6ရက်မနက်7နာရီခွဲအချိန်မှာမော်လမြိုင်ဘူတာကြီးကနေ ရန်ကုန်ဘက်သို့ထွက်ခွာမဲ့အမှန်80နှစ်အစုံရထားနဲ့ရန်ကုန်ဘူတာကြီးမှမော်လမြိုင်သို့မနက်6နာရီခွဲမှာထွက်ခွာမဲ့အမှန်81အစံရထားတို့ကိုယာယီဖြတ်သိမ်းလိုက်ရတယ်လို့သိရပါတယ်။အဆိုပါခရီးစဉ်တွေရတော့ဝယ်ယူထားတဲ့ရထားလက်မှတ်ခငွေတွေကိုမော်လမြိုင်ဘူတာကြီးနေချင်းလက်မှတ်ရုံမှာမနက်9နာရီကနေ10နာရီအထိ ပြန်အမ်းပေးနေတဲ့တို့သိရပါတယ်ရှင်။ဒုတိယသတင်းပုံအနေနဲ့ရရကုန်းစီတီတော်၌ကစုံချောင်းရီသွန်းပွဲတော်စီကားတိုင်မြိုင်စွာကျင်းပမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းဒေသကြီးတကုံမြို့နယ်ရှိရွှေရကုန်းစည်တီတော်မှာ52ကျိန်မြောက်ကစုံညောင်ရီသွန်းပွဲတော်ကိုမေလ17ရက်ကစုံလာပြင်းနေမနက်9နာရီမှာစီကားတိုက်မြိုင်စွာကျင်းပသွားမယ်လို့ရွှေရကုန်းစည်တီတော်ဗန္နာတော်ထိန်ခေါ်ဘက်ကအဖွဲ့ကတည်ရပါထိအဆိုပါရွှေရကုန်းစည်တီတော်ရဲ့ကစုံညောင်ရီသွန်းပွဲတော်ဖွင့်ပွဲအခမ်းအနားကိုစည်တီတော်ရှင်ပြင်အင်္ဂါထောက်ရှိမဟာဗောဓိညောင်ပင်မှာကျင်းပသွားမယ်လို့ဆိုပါထိ အဲ့ဒီလိုကျင်းပရမှာရွှေရကုံစေတီတော်ဩဝါထစရိယာဆရာတော်ကြီးတွေဗန္နာတော်ထိန်ခောဘကအဖွဲ့ဝင် လူကြီးတွေ ခောဘကအဖွဲ့ရုံးဝင်ထမ်းတွေဗုဒ္ဓဝေယဝိဆာအသင်းတွေနဲ့စီကားတိုင်းမြိုင်စွာကျင်းပသွားမယ်လို့သိရပါထေဖျားဖူးပြည်သူတွေရှင်ပြင်းသောထောင်လေးထောင်ရှိမဟာဘောဓိညောင်ပင်တွေမှာလွယ်ကူစွာညောင်ရီသုံးလောင်းပူဇော်နိုင်ဖို့ဗုဒ္ဓဝေယဝိဆာအသင်းတွေနဲ့ဝန်ထမ်းတွေက ကုသိုလ်ယူကုညီဆောင်ရွက်ပေးဖို့စီစဉ်ထားရှိမယ်လို့သိရပါထေရှင် ဆက်လက်ပြီး EMI နှင့် MCEF မန္တလေးတို့ပူးပေါင်း၍ငလင်ဘေးသံတင်အဆောက်အဦများကိုယခုလ9ရက်အထိစစ်ဆေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ EMI နဲ့မန္တလေးတိုင်းဒေသကြီးဆောင်းလို့ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း MCEF တို့ပူးပေါင်းပြီးငလင်ဘေးတန်အသင်းအဆောက်အဦတွေကိုယခုလ9ရက်အထိစစ်ဆေးပေးသွားမှာဖြစ်တယ်လို့သိရပါတယ် EMI နဲ့ MCEF မန္တလေးတို့ပူးပေါင်းပြီးမန္တလေးမြို့မှာလူနေအိမ်အဆောက်အဦများအများပြည်သူသုံးအဆောက်အဦများကြံ့ခိုင်မှုကိုပူးပေါင်းစစ်ဆေးပေးလျက်ရှိရာမေလတရက်မှာစတင်ကမန္တလေးမြို့ရှိလူနေအိမ်နှလုံးရွှေဆိုင်နှစ်ဆိုင်ဖျားเจ้าနှစ်เจ้าမန္တလေးတိုင်းရင်းစေ းတက္ကသိုလ်နဲ့မန္တလေးတက္ကသိုလ်တို့ကို စစ်ဆေးပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်စစ်စေးရကြံပြူပေးမှုကိုမေလ9ရက်အထိဆက်လက်လှုပ်ဆောင်ပေးသွားမှာဖြစ်တာကြောင့်မန္တလေးမြို့ရှိမိမိတို့နေအိမ်များကိုကြံ့ခိုင်မှုစစ်စေးရန်အကြံပြူအကူအညီလိုအပ်တဲ့အိမ်ပိုင်ရှင်တွေအနေနဲ့မန္တလေးတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းကိုဆက်သွယ်နိုင်တယ်လို့ဆိုပါတယ်။ မန္တလေးတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းအနေနဲ့ဧပြီလ6ရက်မှယနေ့ရက်ထိနေအရဆောက်ဦး300ကျော်ကိုစစ်စရဲကြံပြူပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းဘုံအနေနဲ့ထိုက်ချီပညာကိုစမ်းသစ်နီလန်းများဖြင့်အွန်လိုင်းမှာတင်ပြပေးနေသည့်တရုတ်ထိုက်ချီပညာရှင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်အလဲပိုင်းဟေနန်ပြည်နယ်မှလူငယ်ထိုက်ချီဆီယာမာဟာရှေးဟောင်းကိုခန်းပညာကို နောက်လာနောက်သားများသဘောပေါက်သိရှိလာစေရန် နီလန်တမျိုးအသုံးပြုလာပါသည် စတဲ့ဖန်တီးထားတဲ့ဗီဒီယိုမှာဆိုရင်လီလင်ဝေးကရိုးရာထိုက်ချီပညာကိုခစ်မီတဲ့အလှတရားထွေနဲ့ရောဆတ်ထားကလူငယ်ထောင်နဲ့ချီစိတ်ဝင်စားလာပြီးရာစုနှစ်တက်တန်းရှိတဲ့အတိုင်းပညာကို ပြန်လည်အသက်ဝင်လာစေပါတဲ့ချင်းစတိုင်ထိုက်ချီပညာရဲ့73ဆက်မြောင်မျိုးဆက်အမွေခံဖြစ်တဲ့လီဟောင်းအလौဒမားနေ့ကမြို့ဝါရှုခင်းများချာနောက်ဆုံးဗီဒီယိုရိုက်ခဲ့ခါကိုခံပညာကိုခစ်မီစတဲ့ဖို့နဲ့လူငယ်တွေစီပုံမောရောက်ရှိစေဖို့ ရှိမှထပါထေတရုတ်ပြည်ရဲ့လှပထေရှုခင်းတွေအပြင်ရိုးရာကိုခန့်ပညာတွေရဲ့ရှင်ချင်းမှုပုံစံများကိုဗီဒီယိုတွေထဲကနေပြသလိုပါထေလို့လီကပြောပါထေလီဟာထိုက်ချီထွန်ကားရာချမ်းချာကူရွာမှာ1990ဝန်းကျင်ကမွေးဖွားခဲ့ပါထေထိုက်ချီကို အစင်းဆက်လေးကျင်လာတဲ့မိသားစုမှာမွေးဖွားတဲ့အလျောက်လီဟာကလေးဘွားထဲကတင်ယူခဲ့ရပါထေ ယနေ့လူငယ်အများစုကထိုက်ချီကိုအာကစားနည်းတစ်ခုအဖြစ်မြင်လာကြတာကြောင့်သူမဟာ2023မှာအမြင့်တက်တစ်ခုရလာပြီးလူငယ်တွေရဲ့သူ့အွန်လိုင်းကနေတက်လွင်တဲ့နည်းပညာနဲ့ပြသခဲ့ပါထင်ရှုပ်ထွေးခက်ခဲတဲ့လှုပ်ရှားမှုများကိုလွယ်ကူရိုးရှင်းတဲ့အဆင့်များအဖြစ်အရိုးရှင်းဆုံးခွဲခြားပြခဲ့ပါတဲ့ ။ထားအပြင်ထိုက်ချီကို ရှင်ပြိုင်မှုတွေအလှပရှိရာတွေရိုးရာတယုတ်ဂီတာတွေတဘာဝရှုခင်းတွေနဲ့လဲပေါင်းဆက်ဖော်ပြလာခါငယ်ရွယ်သူတွေအများအပြားစိတ်ဝင်စားလာစေပါတည်း။ပြီးခဲ့တဲ့နှစ်များအတွင်းဗီဒီယိုပေါင်း600ကျော်သင်ခဲ့ခါလူသားနယ်တဘာဝတရားချညီညွတ်မြတ်သားမှုအတွေ့ခေါ်တွေ့ခိုးချီးရှူသူများထံရိုက်ခတ်စေခဲ့ပါသည် လီးရဲ့စမ်းသစ်တဲ့ဗီဒီယိုတွေကထိုက်ချီအမွေနှစ်ကိုထိမ့်သိမ့်စေနိုင်ရုံမကလားမဲ့မျိုးဆက်တွေမှာပါချော်ချားလာစေမှာဖြစ်ပါထဲလို့သိရပါထဲရှင်ရခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစည်နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်ကြီးစုအားပြီးခဲ့ကြောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့မြောင်မိုးထပ်ပါ